ာတွင်တူပထမသတင်းပတ်ရဲ့တနင်္လာနေ့ ရှမာတေဦးအေဝံဂေလိကျမ်းအခန်းကြီး၈အခန်းငယ်9မှ17ထိုချိန်၌သခင်ယေရှုသည်ကပနာုံမြို့သို့ကြွဝင်တော်မူသောအခါလူတရာတက်မှုတယောက်သည် အထံတော်သို့ ချဉ်ကပ်ပြီးလျှင် သခင်အကျွန်ုပ်၏အစီအကံတယောက်သည် လေဖြတ်သည့်ယောဂါဖြင့်ဝေဒနာ ပြင်းထန်စွာခံစားလျက်အိမ်တွင်လဲလျောင်းနေပါသည်ဟု လျှောက်ထားလေ၏ထိုအခါကိုရောကငါလာ၍ထိုသူကို ကုသပြောက်ကွင်းစေမည်ဟုသူအားမိန့်တော်မူ၏သို့တော်လူတရားတမှုကပြန်၍လျှောက်သည်မှာသခင်အကျွန်ုပ်၏အိမ်မိုးအောက်သို့ကိုရောကြွဝင်တော်မူခြင်းကိုအကျွန်ုပ်မခံထိုက်ပါသို့တော်တခုံးမြသာအမိန့်ရှိတော်မူပါလေအကျွန်ုပ်၏အစေခံသည်ယောဂါပြောက်ကွင်းပါလိမ့်မည်အဘယ်ကြောင့်ဆိုသောအကျွန်ုပ်သည်မင်းအာနာဇက်အောက်တွင်နေရသူဖြစ်ပြီးကျွန်ုပ်၏လက်အောက်တွင်လည်း စစ်သားများရှိပါ၏အကျွန်ုပ်ကတယောက်ကို သွားလောဟုဆိုလင်ထိုသူသည်သွားပါ၏အခြားတယောက်ကို လာခဲ့ဟုဆိုလင်ထိုသူသည် လာပါ၏ကျွန်ုပ်၏အစီကံကိုလည်းဤအမှုကို ပြုလောဟုဆိုလင်သူသည် ပြုလုပ်ပါ၏ဟုပြောလေ၏သူ၏စကားကိုယေရှုကြားလျင်အံ့ဩ၍မိမိနောက်တော်တွင် လိုက်ပါလာကြသောသူတို့အားမိန်တော်မူသည်မှာသင်တို့ဟာငါအမှန်ဆိုသည်ကားဤမြလောက်ကြီးမားသောယုံကြည်ခြင်းကို အစ္စရာအလူမျိုး၌ပင်ငါမတွေ့ဘူးသေးတင်းတို့ဟာငါဆိုဒီကားအရှိနှင့်အနောက်အရက်တို့မှ လူများစွာတို့သည် လာကြ၍ကောင်းငင်နိုင်ငံတော်၌အာဗြဟံအိဇက်ယာကုပ်တို့နှင့်အတူ စားတော့ပွဲထိုင်ကြလိမ့်မည်ဟု မိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေဒီ Wonders of Grace ကျေးဇူးတော်ရဲ့အံပွဲရများ ကျေးဇူးတော်ဆိုတာအံ့ဖွယ်ရာကောင်းတဲ့အရာတစ်ပါးဖြစ်ပါတယ်ကျွန်တော်တို့အတွင်းသက်မှာဝင်ပြီးတော့ပြုတ်ပြင်ပေးတဲ့အရာငါမှဟုတ်ရလားလို့ထင်မှတ်ရလောက်အောင်အံ့အောင်ဖွယ်ကောင်းလောက်အောင်ဝင်ရောက်ပြီးပြုတ်ပြင်ပေးတဲ့အရာပဲဖြစ်ပါတယ်ဒီအာရဝိနုကာလဟာဒီလိုကျေးဇူးတော်ရဲ့အံ့ဖွယ်ရာတွေကိုပြန်လည်သိမှတ်တဲ့ကာလပြန်လည်အသစ်ပြုတ်ပြင်တဲ့ renew လုပ်တဲ့ကာလလည်းပဲဖြစ်ပါတယ် ဒီကျေးဇူးတော်တွေထဲမှာပထမဦးဆုံးကျေးဇူးတော်အဖြစ်ယုံကြည်ခြင်းကိုပေးလာတာတွေ့ရပါတယ်ဒီနေ့လူတရားတတ်မှုရဲ့ယုံကြည်ခြင်းကိုသူကိုယ်တိုင်ချီးမွမ်းထားတယ်ဂျူးမဟုတ်တဲ့လူမျိုးလူတရားတတ်မှုဖြစ်တော်ညာလည်းပဲသူ့ရဲ့ယုံကြည်ခြင်းဟာကြီးမားလွန်နေပါတယ်ဒါပထမဆုံးတစ်ချက်ဒုတိယတစ်ချက်အနေနဲ့ကသူ့ရဲ့လက်အောက်ငယ်သားကို သူဟာ အပေါ်စီးဆန်းဆန်းမျိုးမကြည့်ပါဘူးသူ့အောက်ငယ်သားနေမကောင်းထိုင်မကောင်းဖြစ်နေတာကို ကိုချင်းစားတဲ့စိတ်တနာတဲ့စိတ်နဲ့ကြီးနေတာကိုလည်းပဲတွေ့ရပါတယ်။တဆင့်တက်ပြီးစဉ်းစားမယ်ဆိုရင်သူ့ရဲ့ယုံကြည်ခြင်းကကြီးမားလွန်အားပါတယ်။ကိုကိုတိုင်းလာစရာမလိုဘူး။စကားတလုံးလေးပဲပြောလိုက်။သူ့ရဲ့ယုံကြည်ခြင်းဟာဘုရားသခင်ရဲ့ omnipresence နေရာတိုင်းမှာတည်ရှိတယ်ဆိုတဲ့အချက်ကိုဖော်ပြနေခြင်းဖြစ်ပါတယ်။သခင်ယေရှုခန္ဓာကိုယ်အရလာရောက်စရာမလိုဘူး။စကားလေးတလုံးနှုတ်ကပတ်တော်တလုံးနဲ့နဲ့တယ်။စွမ်းအန်တကူ ရှိတယ်ဆိုတဲ့အချက်ကိုသူကဝန်ခံနေခြင်းအဖြစ်ဖျားသခင်ဟာနေရာတိုင်းမှာပုံစံမျိုးစုံနဲ့တည်ရှိနေတယ်ဆိုတဲ့အချက်ကိုဖော်ပြနေရလဲရောက်ပါတယ်ဒါယုံကြည်ခြင်းရဲ့အခြေခံအချက်လည်းပဲဖြစ်ပါတယ်ဒီလိုယုံကြည်ခြင်းကြောင့်အံ့ဖွယ်ရာတွေဆက်ဖြစ်လာပါတယ်သူနိုင်တော်လကောသူ့ရဲ့ကုသပျောက်ကင်းပေးခြင်းနဲ့လက်အောက်ငယ်သာထိမှတော်လကောသူသည်အတွင်းသားမှာကယ်တင်ရှင်ကိုတွေ့လိုက်ပြီး ခန္ဓာကိုယ်ယောဂပျောက်ကင်းခြင်းထက်အတွင်းသက်ငြိမ်သက်ခြင်းကျေးဇူးတော်နဲ့ပြည့်ဝတဲ့ဖျားသခင်နဲ့ဓာတ်ရိုက်ထိတွေ့လိုက်ခြင်းပဲဖြစ်ပါတယ်အာဝင်တုကာလဟာယုံကြည်ခြင်းကို ပြန်လည်ပြီးဆန်းသစ်တဲ့ကာလယုံကြည်ခြင်းရဲ့ဝမ်းမြောက်ခွေရအံ့ဩခွေရတွေကိုပြန်လည်ပြီးတော့နှက်ရှိုင်းသွားလက်ခံတဲ့ကာလကျေးဇူးတော်ရဲ့အံ့ဩဝေယကိုယ်ထဲမှာတည်ရှိနေတယ်ဆိုတဲ့အချက်တွေကိုရှာဖွေဖို့ကာလ ကိုကိုကိုထင်မထားလောက်အောင်ကိုပြုပြင်ပြောင်းလဲခြင်းခံရပြီဆိုတော့ကျေးဇူးတော်ရဲ့အံ့ဖော်ရာတွေကို ပြန်လဲရှာဖွေဖော်ထုတ်တဲ့ကာလပဲဖြစ်ပါတယ်။ယုံကြည်ခြင်းဆိုသောလက်ဆောင်တော်ယုံကြည်ခြင်းဆိုသောကျေးဇူးတော်ကိုပထမဦးစွာပေးရလိုက်ခြင်းဖြင့်သူ့ကိုလက်ခံဖို့အတွက်ရေကံမြေကံတစ်ခုကိုသခင်သူဒီနေ့ဖန်တီးပေးလိုက်ခြင်းလည်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ယုံကြည်ခြင်းဆိုဒီမှာကျေးဇူးတော်တွေထဲမှာမှအရင်ဦးဆုံး လာရောက်တဲ့ကျေးဇူးတော်အဖြစ်ကျွန်တော်တို့အမှတ်ချက်ပြုလို့လည်းမမှားပါဘူးဒီအာရဝိနုကာလမှာဒါကို ပြန်လည်ပြီးတော့တည်မကြမယ်ဝန်ခံကြမယ်ရှာဖွေကပြန်လည်ပြီးတော့ဆန်းသစ်ကြမယ်ကျေးဇူးတော်နိုင်ပြန်လည်အတွင်းသက်အသည့်ပြုပြင်တဲ့ကာလပဲဖြစ်ပါတော့တယ်ကျေးဇူးတော်များအားလုံးအရှင်သခင်တပည့်တော်တို့အတွင်းသက်ကိုပြောင်းလဲပေးတော်မူပါ